ပရိသတ်များရှင်၁၅နှစ်တာကာလအတွင်းမှာအလှပချစ်သူတွေအတွက်ခန္ဒီဘူကအလှပအသားရည်နဲ့ကျန်းမာရေးအတွက်ကိုဖက်ပေါင်းဆောင်မှအချိန်ယူတင်ဆက်ပြီးအလှပချစ်သူတွေထံအရောက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ Cannibal 50th Anniversary ပွဲခမ်းနာကိုစတင်ပြီးစိန်မှာတော့ Managing Director ဖြစ်သူဒေါ်အေးသွေမှအဖွဲ့အစည်းကပြောကြားခဲ့ပါတယ်။အဖွဲ့အစည်းအပြင် 15နှစ်တာကာလအတွင်းမှာအတူပူးတွဲလှုပ်ဆောင်ခဲ့တဲ့အနုပညာရှင်အတတ်ပညာရှင်အယောင်ကိုစတဲ့နဲ့ကန်နီဘိုးရဲ့ချစ်သူတွေအားလုံးကိုလည်းအထူးတလဲကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့ပါတယ်။အိုင်နာမှာတော့ရှေ့ဆက်ပြီးအခမ်းအနားအစီအစဉ်များကိုလည်းကန်နီဘိုးနဲ့လက်တွဲခဲ့ကြတဲ့အယောင်ကိုစတဲ့ကြီးများနဲ့အတူအနုပညာရှင်များကလည်းအမှတ်ရစကားများပြောကြားပေးခဲ့ပါတယ်။ Eversigo Company Limited ဟာဆိုရင် Crossing, ပူပါမီဒီယာကိတ်ကန်နီဘိုဖရက်ရှာလိုက်အင်ပရက်လူနာဆောအစရှိသဖြင့်အည်သွင်းမြင့်ဘရန်ပေါင်းများစွာကို အလားပါကျမ်းမာရေးကိုမြင့်တက်တဲ့မြန်မာပြည်သူလူထုအတွက်တင်သွင်းပေးခဲ့တာဖြစ်ပါတယ်ဒါပြင်ဒီနေ့အခမ်းအနားမှာဆိုရင်လည်း Ever Seeko Community Limited ကနေတင်သွင်းဖြန့်ချီတဲ့အဆိုပါ skin care နဲ့ cosmetic တွေများကိုအခုလိုခန်းခန်းနားနားနဲ့ခင်းချင်းပြသခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ Eversigo Company Limited မှာတင်သွင်းတဲ့အလှကုန်များနဲ့ပတ်သက်ပြီး modeling များမှာ fashion show များပြသတင်ဆက်ခဲ့ပါတယ်။ဒီနေ့အခမ်းအနားရဲ့အထူးမှတ်တရအနေနဲ့လည်းခန်းဒီမှုနဲ့ပတ်သက်ပြီးအနုပညာလောကကိုစတင်ထိတွေ့ခဲ့တဲ့အကယ်ဒမီဝမ်မှုရှိကလည်းခန်းဒီမှုအတွက်အခုလိုပဲဝမ်းသာစကားများပြောကြားပေးခဲ့ပါရရှင်။ ်စားချက်ကတော့ခုနကကပြောတယ်လို့ပါပဲစင်ပေါ်မှာပြောလိုက်တယ်လို့ပါပဲကာနီဗိုနဲ့ပတ်သက်လာရင်အမြဲတမ်းကပျော်ရွှင်ရတယ်လွန်ခဲ့တဲ့ကကာနီဗိုကြော်ညာတွေရိုက်ခဲ့တဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကအချိန်တွေကိုပြန်ရောက်သွားတယ်လို့ခံစားရပါတယ်ဟုတ်ကဲ့ပါကာနီဗိုကောင်းမတဲ့စိတ်ကောပြီးတော့အမငယ်အဲလှုပ်လှုပ်တဲ့တခြား brand တွေရောပေါ့နော် အားလုံးဒီထက်မကအောင်မြင်ပါစေလို့အောင်လဲအောင်မြင်ပြီးသားပါအောင်မြင်မှုတွေအများကြီးပိုင်ဆိုင်နိုင်ပါစေကံကောင်းခြင်းတွေလည်းကြုံတွေ့ရပါစေလို့ဆုတောင်းပေးချင်ပါတယ်ပရိသတ်တွေအတွက်ကတော့ပရိသတ်တွေကိုအများတမ်းကြည့်ချင်နေပါတယ်လို့ပရိသတ်တွေကိုလည်းအများတမ်းကျေးဇူးတင်နေပါတယ်လို့ပြောချင်ပါတယ်ရှင် ခန်းလေးဘုရားဆိုရင်အလှပချင်းမြတ်နူသူတွေအတွက်စစ်မှန်တဲ့အလှတရားကိုပေးစွမ်းခဲ့တယ်လို့ပဲအတူပူးတွဲလှူဆောင်ခဲ့တဲ့လုပ်ငန်းရှင်များအယောင်ကိုယ်စားလှယ်တော်ကြီးများအပေါ်မှာလည်းစေတနာထားရှိခဲ့တဲ့အကြောင်းကိုလည်းအတူတူလက်တွဲပူးပေါင်းလုပ်ကန်ခဲ့တဲ့ရရှင်အလှကုံကလည်းအခုလိုပြပြသွားပါရှင်ကျွန်တော်ကတော့ပထမအဦးဆုံးလက်တွဲခဲ့တဲ့ကုမ္ပဏီကတော့ကနဘိုအဲဘာစီကိုဥအောင်ရှင်တော်ရေးအတွက်တို့ရဲ့ Eversigo ကုမ္ပဏီကကန်နဘိုနဲ့ပထမဆုံးလက်တွဲခဲ့တာပါကန်နဘိုကတော့တုံးတဲ့လူတိုင်းသဘောကျကြပါတယ်ဟိုပါပေါ့တုံးရတာတုံးပြီးရင်တုံးချင်ပေါ့အဲ့လို product လေးပါပဲကျွန်တော်ကတော့လက်လီကိုဦးစားပေးတဲ့အတွက်ကြောင့်မို့ customer များနဲ့အမြဲတမ်းထိတ်တိုက်ထိတွေ့ခွင့်ရရှိရပါတယ်အဲထိတ်တိုက်ထိတွေ့ရရှိထိတွေ့ခွင့်ရရှိခဲ့တဲ့အတွက်ကြောင့်မို့ customer များရဲ့ပြောကြားချက်အရ Eversigo ကထုတ်တဲ့ကန်နဘိုတခြားအလားကုန်ပစ္စည်းတွေဟာအခြေသွင်းမြင့်ပြီးတော့ သုံးဆွဲရတာအဆင်ပြေတဲ့အတွက်ကြောင့်မို့အမြဲတမ်းဝယ်ယူသုံးဆွဲကြရတဲ့ဆိုတဲ့အကြောင်းကိုသိရှိခဲ့ရပါတယ်။အမှတ်တရလေးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဂျပန်နိုင်ငံဂျပန်ကိုရောက်ခဲ့တဲ့အချိန်မှာကန်နဘိုရုံမှပြောခဲ့တဲ့စကားလေးကိုအမှတ်တရအနေနဲ့ပြန်ပြီးတော့ပြောချင်ပါတယ်။အခုကကျွန်တော်ဟာကန်နဘိုကိုချစ်တဲ့ဥယျာဉ်ဖြစ်တဲ့ဆိုတဲ့အကြောင်းကို ပြောလိုပါတယ်ကန်နီဘိုကြီးနှစ်ပေါင်းနောက်150အထိအတူဒီလိုပဲမိသားစုလေးလို့ပေါ့လက်တွဲပြီးတော့အလုပ်လုပ်ချင်ပါတယ်လို့ကျွန်တော်နဲ့ကန်နီဘိုနဲ့ဟာဆိုလို့ရှိရင်တဦးနဲ့တဦးလက်တွဲအလုပ်ကင်ခဲ့ကြတာဟာဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ်ဒီအတွဲရှေ့နှစ်ပေါင်းများစွာကျွန်တော်တို့အတူလက်တွဲလုပ်မယ်ဆိုတာကိုပြောလိုပါတယ်ပရိသတ်များကိုဒီနေ့တင်ဆက်ပေးခဲ့တာကတော့မြန်မာနိုင်ငံကို ခန်းနီမိုအလှကုံများတင်သွင်းခဲ့တဲ့15နှစ်ပြည့် 50th anniversary ပွဲခန္ဓာပဲဖြစ်ပါရဲ့ရှင်။ဒီနေ့ခန္ဓာမှာဆိုရင်ခန်းနီမို brand ကိုနှစ်သက်အားပေးတဲ့ချစ်သူများနဲ့အတူအမှုပညာရှင်များအယောင်ကိုဆွေးရတော်ကြီးများအားလုံးပူးပေါင်းရောက်ရှိပြီးပျော်ရွှင်စွာကျင်းပခဲ့တဲ့ပွဲခန္ဓာမျိုးကွင်းများဖြစ်ပါတယ်။ဒီနေ့ခန္ဓာကနေတဆင်ကန်နီဘိုရဲ့15လစ်တာကာလာအတွင်းဖြတ်သန်းခဲ့ရတဲ့ ပျော်ရွှင်စရာအမှတ်တရများကိုပရိသတ်များတွေ့မြင်ရလိမ့်မယ်လို့ညွှန်လင်းရင်းနဲ့ဒီနေ့စီစဉ်ကနေနှုတ်ဆက်ပါရစီရှင်။ကြည့်ရှုအားပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်။